ကားသံများတဲ့တဲ့ကြာရသည်အာကောင်တို့၆ကက်လျက်ရေငတ်လာသည်လွေစာကမျက်လုံးကို ဖြင်းညင်းစွာ ဖွင့်လိုက် ဖာတာနာရီကလွေစာကိုပြုံးပြလိုက်သည်တတိယပြီလားလွေစာ ကျမဘာဖြစ်သွားလဲမမလွေစာတတိလက်နေတာတော့ကြာပြီမြောက်ဝါကလွေစာ၏လက်ဖွားကိုစုပ်ကန်ရင်ပြောလိုက်သည်မြောက်ဝါနဘဲတွင်လက်ရဖို့လွေစာ၏ချုပ်ခန်းထဲတွင်အချိန်ကြာမြင့်စွာ နေခဲ့ရသည်တဲ့နှင့် တေဘေးမှလွတ်မြောက်ပြီးနောက်စိတ်တိခိုက်မှုတံများကြောင့်တတိလစ်သွားခဲ့ခြင်းဖြစ်သည်ပြီးသားကလဲနေရာမှာ ဖြည်းဖြည်းချင်းထလိုက်ကျမလေပေါ်မှာရောက်နေတာလားဟုတ်တယ်လီစာတို့တန်လင်းကိုသွားနေကြတာလက်ရဘူကဖြေးလိုက်ဘာဖြစ်လို့လဲလက်ရဘူကတက်ပြင်းချလိုက်သည်မင်းကိုတည်တန်ချမဲ့ကိစ္စကပယ်ဖြက်ပေးဖို့တပင်နိုင်မင်းသမီးကမုန်းကဘယင်စီကိုတနာခံရှောက်တင်တယ်ဘယင်နဲ့ဥပ္ပယာစာကြားကဒီကိစ္စအငင်းပွားကြတယ်ငါရဲ့တလက်ပန်းရဲ့ ပညာကျင်ရဲ့ကမင်းဘက်ကနေရက်တည်ပေးခဲ့ကြတယ်။နောက်ဆုံးတော့မင်းကိုတေတံကလွတ်မယ်။ဒါပေမဲ့ဟန်တာဝရီမြေကို ခြေမချဖို့နဲ့တန်လျင်မြို့ကိုနန်းနေနန်းပေးဖို့ကိုအမိန့်ချလိုက်တယ်။ဒါဆို ကျမရဲ့ဟန်တာဝရီကလုပ်ငန်းတွေကရောဟန်တာဝရီရောတန်လျင်မှာပါရှိတဲ့မင်းရဲ့အရက်ကိုတောင်တွေလုပ်ငန်းတွေကိုဘရင်ပိုင်ဖြစ်တင်ဆက်လိုက်ကြပြီ။ဩဒီလိုတောင်လုပ်ရကြတယ်လား။လက်ရဘူကခေါင်းငုံလိုက်သည်။အသက်မသေးတာပဲကျေးဇူးတော်ပေါ့လေစား။ တန်လျင်မှာခမည်းပိုင်ဆိုင်မှုဘာမှမရှိတော့လဲကျုပ်ရဲ့ဖះเจ้าကြီးတော့ရှိပါသေးတယ်ဖះရဲ့အိမ်တော်ဟာဒုက္ခရောက်သူအလုံးသွက်ပါပဲဖာသာနာရီနီကဝင်ပြောလိုက်သည်ကျမကရင်မကြီးပါဘူးဖာသာဒါနဲ့မယ်ဖူးတော့လင်မြားနဲ့မယ်စောလေးရောဘယ်မလဲတလဘန်းတလဘန်းကကျုပ်ကိုသူတို့ရှိရာတန်လျင်ကိုခေါ်သွားဖို့ပြောပါသေးတယ်ဒါပေမဲ့အခုအချိန်နေမှာသူတို့ကိုတန်လင်မှာပဲရှိသေးတာပိုကောင်းတယ်။ဘာလို့လဲဆိုတော့ ဟန်တာဝရီမှာဗမာမန္တမြဖမ်းပြီး2000စု3000စုတစုစီစုပြီးမௌဒမဘက်ကိုစားချက်ဖို့ခေါ်သွားကြပြီတန်လင်ကနိုင်ငံခြားသားအစုံရှိနေတာဆိုတော့တန်လင်ကိုတော့အဲ့ဒီကိစ္စမတက်ရောက်သေးဘူးသူတို့ဘေးကင်းဖို့အရေးကြီးတဲ့ဖားတာအင်းဟိုရောက်တာနဲ့သူတို့ကိုကျုပ်ရဲ့ကောင်းကျုပ်ရဲ့ကြောင်းမှာပဲခေါ်ထားမယ်စိတ်မပူပါနဲ့ကျုပ်ကြောင်းကတော့လုံခြုံပါတယ်ကျေးဇူးတင်ပါတယ်ဖားတာ1954နိုဝင်ဘာလ ဟန်တာဝီအာနာပိုင်များကမုတ်သမားတို့စားချက်ရန်ခေါ်သွားခဲ့တော့ဗမာအများစုကိုတပ်ပစ်လိုက်ပြီဖြစ်ကြောင်းသတင်းများကဟန်တာဝီဟန်တာဝီလက်အောက်ခံမြေလက်ဒေသများတို့ပြန့်နှံ့သွားခဲ့သည်ဟန်တာဝီမှထပ်ပြေးလာတော့မြမအမတ်ကြော်ထင်တက်တော်ရှိသရိုးကျော်သူသွေးတောက်ကြီးယမတီရီတို့လီမြေလက်ဒေသများစီတို့လျှို့ဝှက်စွာရောက်ရှိလာကြ၏မြေလက်ဒေသဖြစ်တော့လွန်ဆေးကြန့်ကင်းတလဲတန်းတလဲစီ ပြင်ကြီး ရွှေတောင်ပန်းတောင်တရုတ်မော် ညောင်စီရေးစတော်ဒေသများမှာတကြီးများနဲ့ဆက်သွယ်မိကြသည်ဗမာတို့ဟာတက်ဖြတ်မှုတွေမကြမီအောက်ပိုင်းမှာမြေလက်တို့ဖြစ်လာနိုင်ခြင်းရှိတယ်ဟုတော့စိုးရင်စိတ်များမှာတဖြည်းဖြည်းမြင့်တက်လာခဲ့သည်နောက်ဆုံးတွင်မြေလက်ဒေသတစ်လျှောက်ရှိဒေသများသည်အုပ်ချုပ်သူရရှိများကိုတက်ဖြတ်ပြီးဟန်တာဝတီကိုစတင်ပုံကန်ကြတော့၏ထိုပုံကန်မှုကိုတစ်ချိန်ကမင်းသမီးနန်းတွယ်၏အစုအဖွဲ့များဖြစ်သောသူတို့ကြော်တူကြော်ထင်တက်တော်ရှိတို့ကဥဆောင်ကလူတပေါင်းကြော်ခန့်အထိစုယုံမိလာကြသည် ဟန်တော်လေးကလည်းပြည်မြို့တွင်ဘုံမူတမိန်တန်လိုက်ဦးစီးတီတက်က15ခုပြည်မြို့အောက်ဘက်တလဲစီဒေါ်ဆွေရစဲတက်က12တက်ဖြင့်စောင့်ဆိုင်နေသည်တရိုးကျော်သူတို့အစုတီပြည်မြို့တွင်ဟန်တော်လေးလောက်ခံဖြင့်မြမစုကိုဥဆောင်နေသည့်အာကာရွှေတောင်ဆလေမြို့ဝန်တော်နှင့်တိတ်တဆိတ်ဆက်သွယ်မိကြသည်အာကာရွှေတောင်မှာကိုဒိန်သခင်အမှုတန်းဟောင်းဖြစ်ပြီးမင်းသမီးနန်းတွင်နှင့်ဆက်သွယ်ရှိသူဖြစ်မဟာဓမ္မရာဇာဓိပတိနှင့် မင်းသမီးနန်းတယ်တို့ကိုမျက်ခံရပြီးမောတမရင်ဗမာအများစုအသက်ခံရသည့်တည်င်းကိုကြားသိခဲ့ပြီးလည်းဖြစ်သည်သူတို့ကျော်သူတို့ကမိမိတို့တွင်လူတစ်ထောင်ခန့်စုရုံးမိပြီဖြစ်ပြီးတလဲစည်းတွင်နေသည့်ဒေါ်ဆရာဆက်ကိုတက်ပြတ်အောင်တိုက်မည်ပြည်မြို့တွင်ရှိဗမာမျိုးစုကလည်းဟန်တာရီတက်များအားတိုက်ပေးရန် စာရေးသားပေးပို့လိုက်1954နိုဝင်ဘာ10ရက်တွင်အာကာရွှေတောင်၏တက်များသည့်ဟန်တာရီတက်များကိုပြည်မြို့တွင်စတင်ပုံကန့်တိုက်ခိုက်ကြသည် လောက်ခံဖြစ်ယူဆထားတော့တက်များကလက်ငိုက်ပုံကန်တိုက်ခိုက်ကြဒီမှာမုတ်ဆိုးဝသားတို့နဲ့ပူပေါင်းတိုက်ခိုက်ခြင်းဖြစ်တယ်ဟုယူဆကတမိန်တန်လိုက်မှာအနှဲငယ်တာခုခံပြီးပြည်မြို့မှာဆုတ်ခွာသွားတော့ဒီဟန်တာရီသားတို့အလေးမြတ်ထားအာကိုရလက်နဲ့ဖြစ်တော့ရန်ပုံခွင်းအမြောက်ကိုလေဖြင့်တဲယူတော့လဲပြည်မြို့အနောက်တောင်ဘက်ရေပြင်တွင်လေနှစ်တစ်ဖြင့်ထားရခဲ့ရ၏ရန်ပုံခွင်းအမြောက်သည်ဟန်တာရီပြင်တမိန်ထောလက်ထက်တန်လျင်တို့စိုက်ကလာတော့အာရတ်တင်မော်ဒဇင်ထံမှာ ငွေ9ပိတ်တာ90တာဖြင့်ဝယ်ယူထားခြင်းလည်းဖြစ်သည်တုံးစင်ခွဲအမြောက်ဖြစ်ပြီးပြမှတ်ကိုတိကျစွာမြန်သည်ဖြင့်ဟန်တာဝရီတတများမှာ အားကိုးရလည်းဖြစ်လေသည်ထိုအမြောက်ကိုဥပယာစာကိုတိုင်ထိုထိုအမြောက်ကိုဥပယာစာဥအောင်များကိုတိုင်ရံပုံခွင်းဟုရံပုံခွင်းဟုအမည်ထွင်းခဲ့ပြီးအမြောက်တစ်ခုလုံးကိုရွှေပိန်းချထား၏တက်ရှိသူလားသမင်းဟင်းတေရို့တင်ပမြောက်ပါ အဲတင်မြောက်ပတ်တာထားလीပြည်မြို့တွင်အာကာရွှေတောင်ပုံကံတည်ဟုကြားဒီခါအာကာရွှေတောင်ဤဇာတိဖြစ်သောအညာเจ้าအိုရာမှာရွှေမြို့တားခြင်းနေရာခန့်ဤပြည်မြို့အနောက်ဘက်ညာစင်တဲကင်းမှလေများဖြင့်ဆန်တက်လာကြသည်ထို့တို့တက်လာရာမှာရေထဲတွင်မမြုပ်သေးပဲတောင်ဆက်တွင်ရွှေရောင်တဝင်းဝင်းဖြင့်ပေါ်နေတော့ရံပုံခွင်းအမြောက်ကိုတွေ့ရှိသွားခဲ့ရံပုံခွင်းကိုလည်း အာကာရှိတောင်တို့ကရထားပြီတယ်လားလောင်းဖြာဥောင်စရာဤတန်ကရှင်ပြနေသည်အာကာရွှေတောင်ဤဆေးရပြန်ချီကြောထင်းနေတိုက်လေနှစင်းလူတရာကျော်ဒီ1954နိုဝင်ဘာ16တွင်ရွှေဘိုတို့ရောက်ရှိလာခဲ့သည်ပြည်မြို့ကိုဟန်တာဝီတို့လက်မှအာကာရွှေတောင်ကတင်းယူထားကြောင်းနေမြက်နောက်ဘက်ကန်တဲ့သရိုးကျော်သူတို့ဤတပ်များကလည်းသောဆေရဆေးဤတပ်များကိုအောင်မြင်ကြောင်းသတင်းစကားများပါလိုက်ခြင်းဖြစ်သည် သတင်းစကားနဲ့သူအာကာရှေတောင်နဲ့သရိုးကျော်သူတို့ဒီမုတ်ဆိုးပေါ်မင်းတစ္ဆာကိုခံယူမိအကြောင်းလဲပါဝင်လာခဲ့သည်ကျွန်တော်မျိုးတို့ပြည်ကိုတင်းယူပြီးဟန်တာရီကိုချက်ချင်းတိုက်ခိုက်လျင်တင့်တော်ပါမိခမဲတော်မောင်ရွာ၏အတန်ကတက်ကြွနေအောင်စရာကသူ့ရှေ့တွင်ခါးသားနေတော့တားတော်ညီတော်နဲ့တက်မှုများကိုတစ်ချက်ကြည့်လိုက်သည်အားလုံးကမျောလင်းချက်နဲ့တက်ကြွနေကြ၏ဟန်တာရီသားတွေအင်းဝါကိုတင်းပြီးမှ ဘာကြောင့်လက်လွတ်ခဲ့ရတယ်လဲမင်းတို့အားလုံးစဉ်းစားမိရဲ့လားဟန်တာဝီဥပ္ပယာဇာဟာအင်းဝါကိုတိမ်ပြီးပေမဲ့နှောက်ကြောမလုံးခဲ့ဘူးမဟာသမယာဇာအဓိပတိမင်းဟန်တာဝီမှာ ရှိနေတာရဲ့သူနဲ့မဟာမိတ်ဖြစ်ခဲ့ဘူးတဲ့အယုဒ္ဓယာကဝင်တိုက်မယ်ဆိုတဲ့သတင်းတွေကြောင့်တတ်နည်းနည်းကိုပဲအင်းဝါမှာထားခဲ့ပြီး အောက်ပြည်ကိုအမြန်ဆုံဆင်းပြေးလို့ဆစ်ဆုံးရတာပဲအောင်စရာမှာနဘေးမှာကွန်းရော်ကန်ရရှိတယ်ကွန်းတရာကိုယူ၍စားလိုက်သည်ထို့နောက် ခံဖို့ရပေစာရက်တရက်ကိုထုတ်ကင်လိုက်ထင်းလင်းစားညီငကြံကငါတစ္ဆာကိုအခုထိမခံသေးတာမောင်မင်းတို့အသိပဲသူဘာကြောင့်ငါတစ္ဆာကိုမခံရတယ်လဲဆိုတော့ဟော့ဒီကစာချုပ်ထဲမှာဖြေပါလာတယ်ဒီစာကမလင်းစော်ပါကပို့လိုက်တဲ့စာဒီစာရဆိုမဟာဓမရာဇာတိပတိကိုမျက်ခံလိုက်ရတဲ့တဲ့င်းကရှမ်းပြည်ကြီးပြန့်နှံ့နေခဲ့ပြီကုန်းနေဟာသူ့လက်ထဲမှာရှိနေတဲ့ရွှေတောင်စားမင်းသားကိုတုံးချပြီးရှမ်းစော်ပါးတွေကိုစီယုံနေတယ် ရွှေတောင်သားမင်းသားဟာအင်းဝါရဲ့ထီးမွေနမ်းမွေကံဖြစ်နေတဲ့အတွက်လဲရှမ်းစော်ဝါတွေကလိုလားတဲ့အရေးအယံတွေရှိနေတယ်။ထီးလင်းစားညီငကြံဟာထီးလင်းစားညီငကြံဟာလဲသူတို့နဲ့စာချင်းအဆက်အသွယ်ရှိနေတယ်လို့မန်းလင်းစော်ဝါကစာထဲမှာထည့်ရေးထားတယ်။ဒီပြဿနာကိုငါလဲငါတို့အဲဒီပြဿနာကိုဒီပြဿနာကိုလဲငါတို့အမြင်ဖြေရှင်းပြရမယ်မဟုတ်လား။မှန်ပါ။ရွှေတောင်သားမင်းသားကိုရဖို့အတွက်ကျွန်တော်မျိုးအားရှမ်းပြည်တို့စစ်ချီခွင့်ပြုပါငတုံကရှောက်တင်လိုက်ပြီ။ ဘိုတွန်တို့စီတာမင်းကြီးတို့တက်တွေကရှေးပေါ်မှာပဲအထိုင်ရှိနေရမယ်။ဘာကြောင့်လဲဆိုတော့ဟန်တာတွေတက်တွေဟာပြည်ကိုအချိန်မြဲခြေတက်လာနိုင်တာပဲ။ဒီတော့နနင်းကိုင်းမှာချထားတဲ့တနတ်ဝန်တက်တွေစစ်ကစားဖို့အသင့်တော်ဆုံးပဲ။သီလင်ကသီလင်တက်ကိုတိုက်ပြီးရှမ်းပြည်ထိခြေတက်ဖို့တနတ်ဝန်ကိုအခုဆင့်ခေါ်သေး။တွေ့ပြောင်းနှွညံ့လာတော့လက်ကလေးတစ်ဖက်ကွန်အင်ကထိုလက်ကလေးဖြင့်ကမ်းပေးလာပြီးလက်ဖက်ရည်ချန်ခွက်ကိုယူလိုက်ပြီ။တခင်ကြီးအနေနဲ့ အင်းဝအိမ်မက်ကိုဆွန့်လွတ်လိုက်တာအခုချိန်မှာလက်သေးအကြဆုံးဖြစ်လိမ့်မယ်။ရှမ်းတရုတ်ကပြဖြစ်တော့နန်းချင်အလာတရားကရင့်ကျက်တည်ငြိမ်ပြီးမိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိနေကြောင်းပြသနေ။နန်းချင်ဒီနမ်တူတက်ထုရင်းမှာတရုတ်လို့တမတူဦးသမီးငယ်ဖြစ်။အောက်ခြေကြောက်မိတဲ့အလို့တမတူဦးသမီးဖြစ်တော့လဲနန်းချင်လပောင်းမှုမှာကြော်ကြားလာသည်။ကိုယ်နေအိမ်နမဖြစ်သူနားလဲဥဆောင်ပြီးနမ်တူကြောက်မိတဲ့တွင်မှာတရုတ်လူမိုက်ခိုင်းကိုနေနှင်းခဲ့ပြီးဒီနောက် နမ်ဘူတတ်ထုတွင်ဒီဂုံနေလောက်တို့ရောက်ရှိလာခဲ့အသက်18နှစ်သာရှိသေးတော့တတ်ထုတွင်အလနှက်ဖျားမှလေသည်ဂုံနေထံဆက်တာခံခဲ့ရသည်မြေပြတ်နှင့်မုတ်ဆိုးဘုရားများကိုဆက်တိုက်ရှုံးနေပြီးနောက်ဂုံနေဒီချမ်းပြီတို့တင်းဆောင်လာရသည်စီးစဉ်ဥစ္စာများစွာနှင့်လူရင်အားများစွာပြပါလာခဲ့တော့ဂုံနေချမ်းပြီတို့တင်းဆောင်လာမှုသည်ရှမ်းစော်ဘွားများအတွက်ဒွိဟဖြစ်ဒွိဟဖြစ်ဖြစ်เสียဖြစ်လာခဲ့အเจ้าမှာဂုံနေနှင့်သူယောဝပင်ဤသွေးသားဖြစ်သော ရှေတောင်ရှေတောင်မင်းသားနွယ်ထာစောပါအတူပါရှိလာတော့ကြောင့်ဖြစ်သည်တချင်ကအင်းဝါဤဩဇာကံဖြစ်ခဲ့တော့ချမ်းစောဝါများမှာကောင်းနေအားမိမိတို့နယ်များတွင်လက်ခံထားရန်တင့်မတင်အဝေခွဲမရဖြစ်နေခြင်းနန်းချန်သည်လိမ္မာပန်းနှံစွာဖြင့်ဝင်ရောက်ကင်သွယ်ခဲ့တိရုပ်စကားရောချမ်းစကားပါကျွမ်းကျင်သည့်နန်းချန်သည်ကောင်းနေနှင့်ချမ်းစောဝါများကြားပေါင်ကူဆက်သွယ်ပေးသူဖြစ်လာခဲ့သည်နန်းချန်၏အလတရားနှင့်လိမ္မာပန်းနှံမှုသည်ရှမ်းပြည်တွင်ကြော်ကြားလာခဲ့သည် ခုံးနေအရိုက်ရာကိုဆက်ခံရရထားသည်နံပါတ်နားလဲမုဆိုးဘတန်များနဲ့တိုက်ပွဲတွင်ကြဆုံးဒီမှာတေချာခဲ့ပြီးသည့်နောက်နန်းချံမှာခုံးနေပြေးလျင်ကွစ်တပ်ဖွဲ့များကြားဩဇာကြီးမာဆုံးဖြစ်လာခဲ့သည်ယခုလဲရွှေဘုံမှအရှင်ပြန်အစ်ဖြစ်လာတော့အောင်စရိုက်လက်ယုံတနတ်ဝန်ငကောင်းဦးဆောင်သည့်တန်များသည်ခုံးနေနဲ့ချိတ်ဆက်ထားတော့သီလင်းစော်ပွားညီမကြံဤတက်ခေါက်တက်ကိုအပြေးတိုင်ဖြိုခွင်းခဲ့ပြီးဖြစ်သည်ထို့နောက် တနတ်ဝင်တက်များမှာကောင်းနေနဲ့ရွှေတောင်စားတို့ရှိရာကြိုင်တောင်ကိုတိုက်ခတ်ရင်ရှမ်းပြည်တို့ခြိတက်လာနေပြီဖြစ်သည်ထို့နောက်နန်းချံကရွှေဘိုသားတို့၏ပြစ်မှတ်မှာရွှေတောင်စားမင်းသားတာဖြစ်သည်ဖြင့်ထိုမင်းသားနှင့်လမ်းခွဲကြရန်အကြံပြုနေခြင်းဖြစ်သည်အသက်50ကျော်ရွယ်ဖြစ်ပြီဖြစ်သောကောင်းနေသည်အသက်30ခန့်ကွာဟာသည့်ဇနီးချောလေးကိုမမိတ်မတုံစိုက်ကြည့်နေနားလဲအတွက်ငါကလေးစားချေအောင်မယ်လေနန်းချံကျမတို့မှာကိုပိုင်နေမြေတောင်တည်တည်ချာချာမရှိသေးဘူးတခင်ကြီး စော်ဝါးတွေကလည်းမတက်တာလို့တာလက်ခံထားနေရတာတကယ်လို့ရှေဘောစစ်တပ်ရောက်လာရင်သူတို့တွေက ကျမတို့ကိုကာွယ်ပေးနိုင်ပါအောင်မလားကိုနေကလက်ထဲမှာရင်နွေးခွက်ကိုဆက်မတော့တော့ပဲချထားလိုက်ပြီရွှေတောင်သားမင်းသားကငါ့ကိုယုံကြည်လို့ငါစီခုံဝင်လာတာမဟုတ်လားနန်းချံတခင်ကြီးကလည်းတခင်ကြီးရဲ့ကစားကွက်အတွက်သူ့ကိုလက်ခံထားခဲ့တာမဟုတ်လားအခုချိန်မှာသူဟာကျမတို့အတွက်အန္တရာယ်ဖြစ်နေပြီဆိုတာနားလည်သိမ့်ပါပြီ။ ကျမကသခင်ကြီးနဲ့တူကိုယ်စစ်တီအားလုံးကိုယ်စစ်တီအားလုံးအရေးအတွက်အကြံပေးနေတာပါကျမဖေကတမန်တက်သူရင်သမားပါသူပြောခဲ့ဘူးတာရှိတယ်ဒီအချိန်ထိသူမတည်သေးတာက တွင်းတူးတဲ့အခါမှာပဲတငယ်ချင်းတော်တယ်တွင်းပြိုတဲ့အခါမှာတော့တငယ်ချင်းတန်ရောစင်တဲ့ကိုယ့်အတွက်ကိုယ်ပဲရွေးချယ်တယ်တဲ့ကိုနေကတက်ပြင်းရှည်ကြီးချလိုက်သည်ထို့နောက်နန်းချိန်ထိုင်ကုန်နောက်သို့သွားကခါကိုကိုင်းလျက်ပခုံးမှ တိုင်ဖက်လိုက်တော့၏ ငါရဲ့နန်းချံလေးကြံပေးတာမှန်နေမနေ့ဖြန်မင်းသားနဲ့တွေ့တွေ့မယ်သူတို့ကိုတိန်နီနယ်ဘက်မှာခိတ္တရှောင်းနေဖို့ငါပြောမယ်သူတို့တွားပြီးတာနဲ့ငါတို့ကကြိုင်းတုံအထိဆုတ်ကြတာပေါ့အဲ့ဒီစင်စင်ကောင်းရမဟုတ်လားဘုံမြောက်တန်တဲ့သူအာကာရွှေတောင်မှာမြင်းပေါ်မှာလွင့်စင်ကျသွားပြီပြည်မြို့ကအင်အားကြီးမလာတော့ဟန်တာဝီတက်မြားကြီးဝန်းရံချင်းကိုခံနေရပြီဖြစ်သည်တက်သွင်းပုံကံမှုကြောင့် ဟန်တာဝီတက်များပြည်မြို့များဆုတ်ခွာသွားခဲ့ဒီနောက်ဟန်တာဝီပြင်ဥအောင်လာဒီအင်အားတသိန်း2000ရှိတော့တက်များကိုပြည်မြို့လိုဆေးလွတ်ခဲ့ဒီစစ်သူကြီးတယ်ဗန်စောပြဒေါ်စွေရဆက်လကွန်းအိမ်ပညာကျင်တမိန်တန်လိုက်တို့ကရေချောင်းမြင်းမှုမင်းသားပညာသလအောင်စာပညာရက်ခိုက်ပညာတန်တော်ပညာအဲပညာရွတ်တမိန်လွတ်တို့ကကြီးချောင်းဖြင့်ခြိတက်လာခဲ့ကြသည်ရေတက်မှာပြည်မြို့အနီးစင်းညံကျွန်းတွင်တက်ဆွဲပြီးအေရော်လီမြစ်ပြင်တစ်ချောင်းဖြန့်ကျက်ထား၏ ကြည်သက်ကပြည်ရွှေဆန်တော်ဖျားကုန်းပေါ်လို့မြောက်ကြီးများတင်က ပြစ်ခတ်ကြသည်အာကာရွှေတောင်ကပြည်မြို့တွင်မှကြံ့ကြံ့ခံနေသို့တော့ရန်ပုံခွဲအမြောက်ပါဝင်အမြောက်အများစုမှာခဲရမ်းမရှိသဖြင့်ပြစ်ခတ်ရမြာသို့တော့ဟန်တော်ရီသားများမြို့နီးတို့ကတ်လာသည့်အခါအာကာရွှေတောင်ကိုယ်တိုင်မြင်းနှင့်ထွက်ထွက်တိုက်နိုင်ခဲ့သည်ဟန်တော်ရီတပ်သားများသုံးချိန်မြောက်တက်လန်ပြီးသည့်နောက်အာကာရွှေတောင်ထွက်လာကိုစောင့်ရင်စစ်မြူကြသည် ရေတပ်မှတက်လာတော့စောပြတပ်များက ပြီးကိုအရှိမျက်နာမှာတိုက်ရန်ဟန်ပြတွေကိုအာကာရွှေတောင်ကမြင်းဖြင့်ထွက်လိုက်သည်တို့တော့မြေတူမှမတွေ့သဖြင့်မြင်းကိုပြန်လှည့်စဉ်မြစ်ထဲမှပြတ်တော့အမြောက်ကြီးထိသဖြင့်အာကာရွှေတောင်မြင်းပေါ်မှကျလေသည်တို့တော့ပောင်ရင်းကိုယ်တာထိမှန်ခြင်းဖြစ်သဖြင့်မတည်ဆုံးခဲ့ငါ့ကိုအခုတက်အခုတက်မင်းတို့ဘယ်လိုတက်တက်ငါမတည်ဘူးကွာဟေးရွှေဘူသားကွာအမေအခုမှရွှေဘူသားဆိုပါလားဟဲ့ ဘယ်လိုတတ်တတ်မသိရင်ကြီးကုန်တယ်လက်သွေးပေတယ်သူ့လူတွေကြည်နေတယ်မဟုတ်လားသူတို့ရှေ့မှာနေကျင်သူရှင်လက်လက်မြေမြုပ်ပြကွာထို့တော့နေဟန်တာရီသားတို့ဒီပြည်မျိုးရိုးပေါ်တွင်ကြည်နေကြတော့အာကာရွှေတောင်၏စစ်တီများရှေ့တွင်ပင်အာကာရွှေတောင်အားရှင်လက်လက်မြေမြုပ်တက်ပြခဲ့သည်ပုံကန်သူအားလုံးလက်နက်ချကြပုံကန်သူအားလုံးလက်နက်ချကြငါတို့လက်ထဲရောက်ရင်တော့အားလုံးကိုမင်းတို့တတ်မှုလို့အရှင်လက်လက်မြေမြုပ်ပြမယ် ဟန်တော်ရီတက်များဘက်မှာဩလိုက်တော့ဗမာစကားတန်ဒီပြည်မြို့ရိုးဘော်တို့ရိုက်ခတ်သွား၏မြို့ရိုးဘော်တွင်ရှိနေသောစစ်သားများရောမြို့သူမြို့သားချို့ပါမျက်နှာငယ်များဖြင့်ကြောက်လန့်နေကြသည်ဆလေဝန်ဒီသူ့အာမိုးထားတော့ ठी ကိုဖယ်ကအမြင့်တွင်မတ်တက်ရလိုက်သည်အားလုံးကြောက်နေကြတယ်မဟုတ်လားဘုံမင်းအားကရွှေတောင်ကိုတော့ဒီလိုရဲရဲဆက်ဆက်တက်ပြနေတာကျုပ်တို့လိုဆိုရင်တော့ဒီထက်ရက်ဆက်တဲ့နေပဲသူတို့တုံးကြမှာကဲဒီတော့သူတို့ကိုငါတို့ကိုဘယ်လိုရဲရဲဆက် ရရဆက်ဆက်တက်မှလဲဆိုတဲ့အတွင်းနဲ့ကြောက်လန့်ပြီးတေးမလားသူတို့ကိုပြန်တိုက်ရင်တေးမလားခင်ဗျားတို့တမျိုးလုံးရွေးချယ်ကြတော့ထိုချိန်တွင်အာကာရှိတော်မရှိတော့ပြီဖြစ်သည့်အတွက်အာတက်ကပြည်မျိုးရိုးစီတို့ဟန်တာဝေသားများချိတ်ကပ်လာကြသည်တို့တော့စစ်တီများတာမကပြည်မျိုးတွင်မှရှိသည်များယောက်ျားမိန်းမတို့မှကြောက်ခဲဒူးလေးပွဲ့ညက်၍ရင်နှွေးဘူးရရရရရလက်နဲ့များဖြင့်မျိုးရိုးထိတ်တက်ခါခုခံကြတော်သည် ထို့နောက်ဟန်တာရီတက်များမှာပြည်မြို့ရိုးအားမတက်နိုင်ပဲပြန်လဲဆုတ်ခွာသွားရတော့လေညအုပ်ပိုင်းတွင် ပြည်မြို့တွင်မှထွက်လာတော့မြင်းစည်းသည်ရွှေဘိုဘက်စီတို့တိတ်ဆိတ်ထွက်ခွာသွားနိုင်ခဲ့ပြည်မြို့မှာစစ်ကူခေါ်တာနှင့်သူရှမ်းစော်ဘွားမှစော်ဝါမြောက်ကိုတက်စာပေးနိုင်ခဲ့ကြောင်းနဲ့ကုန်းအိမ်နှင့်ရွှေတောင်စားမှာနေကြအထိတကွဲတပြားစီထွက်ပြေးသွားပြီဖြစ်ကြောင်းတနတ်ဝန်ကြောင်ကြားစာများမှာရွှေဘိုနန်းတော်စီတို့ရှေ့စဉ်နောက်ဆက်ရောက်လာခဲ့ကြသည် လောင်ဖျားဦးအောင်စရာက ကိုယ်တိုင်ဟန်တာဝီတို့ချီတက်မီဖြစ်ကြအောင်မိတ်ထုတ်ပြန်ဟန်တာဝီတို့ကိုယ်တိုင်မချီတက်မီတွင်ဟန်တာဝီဤစစ်ဦးကိုချိုးဖျင်ရန်စီတာမင်းကြီးဦးစည်းစိမ်မှမိုင်းတဲတဲလေကြီးနှင့်သူကြိုတင်စစ်တက်မီဖြစ်သည်1954နိုဝင်ဘာ29ကြောက်မြောင်းစိတ်ကအိုးကြက်ကြက် ရှုပ်ထွေးစီကနေမိုင်းတဲတဲလေကြီးပေါ်နေပုံမှုများကအမြောက်များကို နေရာချရန်စီမံကုတ်ကဲနေသည်အရန်လေ38စင်းမော်တော့လေ အရင်လေ38ဆင်းပေါ်တို့လည်းရိခါများလက်နက်များစစ်ဆဲတင်ဆောင်နေကြ၏စစ်ထက်ယောက်ျားများကိုလာနှုတ်ဆက်သည့်မိသားစုဝင်များလာရောက်ကြည့်ရှုသူများမှာကန့်နှင်ပြေပင်ဥအောင်စရာနှင့်အမတ်စစ်သူကြီးများမှာဦးစည်းစိမ်ကိုနှုတ်ဆက်ရန်ကန်းနာစစ်ကန်းရှိယာယီတဲတွင် ရှိနေကြ၏ငါတော့အခုချက်ချင်းမိုင်းတဲတဲလေကြီးပေါ်ပြေးတတ်ခြင်းတော့ကွာရွှေကျူကနဝဲတွင် ရှိနေတော့ငိုးကိုခက်မြူးမြူးလေးပြောလိုက်သည်ဟာ ငါတို့မှာတော့မိမနဲ့နောက်တစ်ခါထက်ခွဲရအောင်မှမို့စိတ်ကတိတ်ပါနေတာမဟုတ်ဘူးခွေးမသားမင်းကတော့ပြောနေငါတို့ကရွှေကြွေခြေတလုံးကိုသူ့ခြေတော့ပြင်မတိမတာလန်ကန်ရင်ပြောလိုက်ดิအဖေတို့အလဲကြရင်ဟောဒီလေကြီးစီပြီးစစ်တိုက်ရမှာလားငါတို့ဤတားကလေးကမိခင်ပေါင်ပေါ်နဲ့ထိုင်နေရမှာလမ်းမေးလိုက်ดิမဟုတ်ဘူးကွမင်းဖေကဟိုးနောက်ကငပြောတုံးကိုဖက်ပြီးစစ်တိုက်ရမှာဟာဟာဟာမဟုတ်ဘူးကွာ မင်းအဖေကဟိုးနောက်ကငပြောတော့ကိုဖက်ပြီးစစ်တိုက်လိုက်ရမှာဟ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 ာရွှေကျူကကလေးငယ်ပါကိုဆွဲက ဖြေလိုက်ငပြောတော့ကတော့မင်းမက်စီမယဒယူဟန်တာဝီကိုတိုက်ချင်တာတဲ့မယဒယူချင်နေတာငါပြောလိုက်ရမကောင်းရှိရောမယ်မြင်အောင်ပါလေတဲ့ဟိုရောက်ရင်မင်းခင်တော်မီကလေးတွဲလောင်းနေဖြစ်နေမှာဟိတ်ကောင်ခွေးမသားငိုးမင်းမစက်ပုတ်ကြီးနေမိုးမချော့ကွာတော်တန်းကွာငိုးကတခွေးခွေးဖြင့်ရဲသည် ထိုချိန်တွင်မိုင်းတဲ့တဲ့ပေါ်တွင်ပါတော်စစ်ချီစီတော်စုံကတီးခတ်လိုက်ပြီးဖြည့်ဦးအောင်စေရနဲ့နောက်လိုက်နောက်ပါများကမှတ်တက်ရက်လိုက်ကြသည်စစ်ထွက်မီဖြစ်တော့စီတာမင်းကြီးနဲ့တပ်မိုးများကဦးအောင်စေရကိုကြော့လိုက်ကြသည်မိုင်းတဲ့တဲ့ကြီးသည်ဟန်တောက်လေးရှိရာရဲ့သူမျက်နာမူလျက်ရဲတခွန်များတလူလူ